ကာယမိမာသမတထပရိဇာနာထပုဏ္ဏပုဏ္ဏကာယေတဘာဝဝိတ္တတဝါနာဒုက္ခတတ္တဂရိတတိတဲ့ဣမကာယဣခန္ဓာကိုကိုသမတထရှုကြည့်လိုက်ကြသမ္မာပုဏ္ဏပုဏ္ဏထခတလဲလဲပရိဇာနာထသိအောင်ကြိုးစားလိုက်ကြသမ္မာကာယေမိမိခန္ဓာကိုယ်၌တဘာဝသို့တဘာဝ အဖြစ်မှန်တရားကိုဝိရိဒ္ဓဝါနသိကြသည်ရှိတော်ဒုက္ခတန်တံဒုက္ခဆုံးရနိဗ္ဗာန်ချမ်းသာကိုကရိတ္တိရောက်အောင်ပြုနိုင်လိမ့်မယ်ဒီတရားဒေသနာကိုနှလုံးသွင်းပြီးတော့ဒုက္ခချုပ်ရနိဗ္ဗာန်ချမ်းသာကို ရောက်လိုကြတဲ့ပုဂ္ဂိုလ်များယောဂိတော်စင်ပေါင်းတော်ကောင်းများဟာမိမိတို့ရဲ့ကာယဆိုတဲ့ခန္ဓာကိုယ်ကို ရှုမှတ်ကြရမယ် သိအောင်ကြိုးစားကြရမယ်။ကာယဆိုတာကနာမကာယနဲ့ရူပကာယလို့နှစ်မျိုးရှိပါတယ်။နာမကာယဆိုတာကနာပေါင်းရူပကာယဆိုတာကရုပ်အပေါင်းဘာဖြစ်လို့နာပေါင်းရုပ်ပေါင်းလို့ပြောရတာလဲလို့မေးရင်တစ်မျိုးတည်းခွဲရှုလို့မလွယ်လို့ပါပဲ။ရုပ်ကိုရှုလည်းပဲတစ်မျိုးတည်းခွဲရှုလို့မဖြစ်နိုင်ပါဘူး။တဘောတူရာတူရာရုပ်တွေပေါင်းစုပြီးတော့ဖြစ်နေတဲ့အတွက် ယုံပေါင်းကိုပဲရှုရမှာ ဖြစ်ပါတယ်။နာမ်ကိုရှုရင်လည်းနာမ်တပါးနဲ့ခွဲရှုလို့မရပါဘူး။စိတ်တွေစိတ်သိက်တွေပေါင်းစုပြီးတော့ဖြစ်နေတာမို့လို့နာမ်ပေါင်းကိုပဲရှုကြရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာမှာကာယမိမသမ္မတထကာယဆိုတဲ့ယုံပေါင်းနာမ်ပေါင်းကိုအမြဲမပြတ်ရှုကြည့်ကြသမား ယောဂီဘောဓရာကောင်းတို့ဟာမိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားကိုလည်းယုတ်ရဲ့သဘာဝအတိုင်းမြင်အောင်ကြည့်ကြပါနန္တရားကိုလည်းနန္ရဲ့သဘာဝအတိုင်းမြင်အောင်ကြည့်ကြပါအဲဒီလိုကြည့်တဲ့အခါမှာကာယေသဘာဝဝိရိဒဝါနသရရဲ့သဘာဝဖြစ်စဉ်တရားကလေးတွေကိုအမှန်တမ်းသိပါလိမ့်မယ်ယုတ်ဆိုတာကဖောက်ပြန်တဲ့သဘောရှိတယ် ယခုထိုင်ကစားမှာနာရာကျင်တာမရှိပေမဲ့အဲ့ဒီနာရာကျင်တာမရှိတဲ့ခန္ဓာမှာပင်လျင် ဖောက်ပြန်မှုသဘောမကင်းပါဘူးမထေရှားလို့သာတည်းမပြုတ်မိပေမဲ့လို့လည်းပဲဖောက်ပြန်မှုကလေးကလေးတွေကတော့ရှိနေကြတာပါပဲဟောပြီမထေရှားလို့မကြည့်ဘူးဆိုရင်ကြည့်စရာမရှိဘူးလားဝင်လေထွက်လေလေးဟာရုပ်ရဲ့သဘောပါပဲ အဲ့ဒီဝင်လေထွက်လေရဲ့သဘောကို ရှုမှတ်နေခြင်းဟာလည်းပဲရုပ်ရဲ့သဘောကို ရှုခြင်းပဲဖြစ်ပါလေဝင်လေထွက်လေဆိုတာကတော့မိမိတတိထာတိဖြစ်စေတတိမထာတိဖြစ်စေအမြဲတမ်းရှိနေတဲ့သဘာဝတရားမို့လို့မိမိကြည်လိုတဲ့အချိန်မှာအချိန်မရွေးကြည်လိုရတဲ့အရှုခံတရားဖြစ်ပါလေအဲ့ဒါကြောင့်မို့လို့အခြားခြားသောရှုခံတရားကလေးတွေမထင်ရှားသေးတဲ့အချိန်မှာ ဝင်လေထွက်လေကိုစတင်ပြီးတော့ကြည့်ကြရမှာဖြစ်တယ်။ဝင်လေဆိုတာကဝါယောအဲဒီဝါယောရဲ့တွန်းထိုးတတ်တဲ့သဘောလေးကဝါယောတ။ထွက်လေဆိုတာကလည်းဝါယောဝါယောရဲ့တွန်းထိုးတတ်တဲ့သဘောလေးကဝါယောတ။အဲဒီဝါယောတကလေးတွေကို ကြည့်နေရင်ကြည့်နေရင်နဲ့မိမိရဲ့နှာသေးပြားမှာတော့လကောင်းရင်ကျိုင်းမှာတော့လကောင်းဝိုင်းပိုက်မှာတော့လကောင်း ထောက်ကန်တဲ့သဘောလေးကိုသတိထားမိလိမ့်မယ်။အဲ့ဒီထောက်ကန်တဲ့သဘောလေးတွန်းထိုးတဲ့သဘောလေးဒီဒါဝါရောရဲ့သဘောလို့ဒီလိုမှတ်လိုက်ပါ။ထောက်ကန်တဲ့သဘောတွန်းထိုးတဲ့သဘောလေးပေါ်လာပြီဆိုရင်အဆိုင်ခဲလေးတစ်ခုနဲ့တွေ့တယ်လို့ပျော်သဘောလေးမာသဘောလေးလည်းပဲထင်ရှားလာတတ်ပါလေ။အဲ့ဒီပျော်သဘောပျော်သဘောမာသဘောလေးကတော့ပထဝီရဲ့သဘောပါပဲ။ဟောတခါတခါပူတဲ့သဘောလေးလည်းသတိထားမိတတ်တယ်။ ေးတဲ့သဘောလေးပဲသတိထားမိတတ်တယ်။ကိုယ်သဘောအေးသဘောကတော့ဒါတေဇောရဲ့သဘောပါပဲ။အဲဒီသဘောတရားကလေးတွေကိုသိနေတဲ့အတိတ်ကလေးကတော့နာရဲ့သဘောပါပဲ။ပုံရင်ပုံမှန်သိတယ်အေးရင်အေးမှန်သိတယ်နာရင်နာမှန်သိတယ်ကျင်ရင်ကျင်မှန်သိတယ်ကိုက်ရင်ကိုက်မှန်သိတယ်။အဲဒီအတိတ်ကလေးကတော့ဒီနေရာမှာနာလို့ဒီလိုခေါ်တယ်။အဲဒီနာတရားထဲမှာဝေဒနာတို့၊ပညာတို့၊ဖတ်တာတို့စိတ္တသိက်တွေလည်းပဲအလုံးပေါင်းစုပ်ပြီးတော့ပါဝင်နေတာဖြစ်တဲ့အတွက် အဲ့ဒီအတိတ်ကလေးကိုပဲနာမ်ပေါင်းနာမကာယလို့ဒီလိုခေါ်လိုက်ပါတယ်။အားလုံးခြုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဖောက်ပြန်တဲ့သဘောလေးကယုံသိတဲ့သဘောလေးကနာမ်အရှုကံတရားတွေအချင်းချင်းအပြင်ဒီတရားနှစ်ပါးပဲရှိပါတယ်။အဲမိမိစတင်ပြီးတော့တရားရှုမှတ်ခါစားမှာနာရာကျင်နာလေးတွေသတိမထားမိပြီမဲ့လို့လည်းပဲနဲနဲ့လေးကြာလာပြီဆိုရင်နာရာကျင်နာလေးတွေလောက်တာရွာတာလေးတွေတောင်းတာတင်းတာလေးတွေ ထောင်တာကျင်တာလေးတွေပရိသမိလာတတ်ပါတယ်တခါတခါလည်းပဲမိမိရဲ့ရေပြာပေါ်မှာရွာရွာရမောမမောမနဲ့ပရိသတ်ကလေးတွေပြေးသွားနေတယ်လို့လေကလေးရှက်ပြီးတော့တိုက်လိုက်တယ်လို့ခံစားရတတ်ပါတယ်အဲ့ဒါလေးတွေကလည်းပဲဒါရုပ်ရဖောက်ပြန်မှုလေးတွေပဲဘလို့သောထူးခြားချက်ပဲပေါ်ပေါ်ရုပ်ခန္ဓာပေါ်မှာရှိတဲ့ဟောဒီပုံမှန်တဲ့ပညာယုတ်ကြီးအပေါ်မှာရှိတဲ့သူ့ကိုတင်မိပြီးတော့ဖြစ်နေတဲ့ ပရမယောခန္ဓာကလေးတွေရဲ့ဖောက်ပြန်မှုတဘာဝတရားကလေးတွေကို မလွတ်တမ်းကြည့်ပေးဖို့လိုပါတယ်။အဲဒီလိုကြည့်လိုက်တိုင်းကြည့်လိုက်တိုင်းမှလည်းပဲမိမိစောစောကထင်ထားတဲ့ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အမြင်တွေမပါစေရပါဘူး။ဒုဗ္ဗံကခြေလက်ဆိုတဲ့အမြင်တွေပြောက်အောင်ဖျောက်ပြရပါမယ်။ကြည့်ကြစားမှာဒုက္ခနာတဲ့ခြေသလုံးကကြိုက်တယ်လို့ဒုဗ္ဗံကခြေလက်နဲ့တွဲပြီးတော့မြင်မြင်မြင်ကြတော့လည်းပဲ တဖြည်းဖြည်းနဲ့ပညာကိုခွာပြီးတော့နာသဘောကျင်သဘောကာယသဘောခဲသဘောလှုပ်သဘောယောသဘောဆိုတဲ့သဘောတရားကလေးကိုပဲတတိလေးနဲ့ဥတည်ပေးပါတမာရီလေးနဲ့စိုက်ပြီးတော့ကြည်ပေးပါဟောဒါလေးကယုတ်တရားပဲဖြည်းဖြည်းပြတ်တတ်တဲ့သဘောတရားပါပဲလို့ညာကလေးနဲ့ခွဲချမ်းစိတ်ဖြာပြီးတော့ကြည်ပေးလိုက်ပါအဲဒီလိုဆိုရင်ဟောဒီယုတ်ခန္ဓာရဲ့တကယ်သဘာဝဖြစ်စဉ်အမှန်ကိုအမှန်တည်းသိခွင့်ရပါလိမ့်မယ်ထုံနည်းတူတာပါပဲနန္တရားကလေးကိုကြည့်တဲ့အခါမှာလည်းပဲ ယုတ်တရားကဘယ်လိုပဲဖောက်ပြန်ဖောက်ပြန်အဲဒီဖောက်ပြန်မှုသဘောတရားကိုယုတ်သည်သိတတ်တဲ့အနေထားမရှိပါဘူးသိနေတာလေးကတော့နိုင်ရသဘောပါပဲထောင်ရင်ထောင်မှန်းသိတယ်ကျင်ရင်ကျင်မှန်းသိတယ်ကဲ့ရင်ကဲ့မှန်းသိတယ်နာရင်နာမှန်းသိတယ်ပူရင်ပူမှန်းသိတယ်အေးရင်အေးမှန်းသိတယ်အဲဒီအတိတ်ကလေးကနိုင်ရသဘောပါပဲဖောက်ပြန်လေဆိုတာယုတ်သိတယ်ဆိုတာကနံအဲဒီနံထဲမှာခံစားမှုဝရဏလေးလည်းပါနေတယ် မှတ်သားမှုပညာလေးလည်းပါနေတယ်။ဟောဒီချင်းဆိုရင်ဒီလိုဖောက်ပြန်တတ်ပါကလား။ဒါပညာရဲ့သဘောပါပဲ။ဟောနာရာလေးကငါခံစားမိနေပြီ။ခံစားတယ်ဆိုတာဝေဒနာရဲ့သဘောပါပဲ။ဟောနာရာလေးကိုသိနေပြီ။သိတယ်ဆိုတာစိတ်ရဲ့သဘောပါပဲ။အဲ့ဒီသဘောတရားကလေးတွေပေါ်တဲ့အခါမှာလည်းပဲဒီအပေါ်မှာငါဆိုတဲ့ဒိဋ္ဌိအမြင်၊ပါရဏအမြင် မပအောင်ကြိုးစားဖို့လိုပါတယ်။ ငါသိတယ်ငါခံစားတယ်ငါမှန်းမိတယ်ဆိုရင်တော့ဒီခန္ဓာကိုငါဆိုတဲ့ဒိဋ္ဌိနဲ့စွဲတဲ့သဘောဖြစ်ပါတယ်အမှန်ကတော့ငါသိတာလည်းမဟုတ်ဘူးသိတဲ့သဘောလေးဖြစ်နေတာငါခံစားတာမဟုတ်ဘူးခံစားတဲ့သဘောလေးဖြစ်နေတာငါနာတာမဟုတ်ဘူးနားတဲ့သဘောလေးဖြစ်နေတာငါကျင်တာမဟုတ်ဘူးကျင်တဲ့သဘောလေးဖြစ်နေတာဟောသဘောတရားလေးတွေကရုပ်သဘောနဲ့နာမ်သဘောတွေပါပဲငါမှမဟုတ်ပဲပဲငါဥစ္စာမှမဟုတ်ပဲပဲငါနဲ့မှမဆိုင်ပဲပဲ ငါမဟုတ်တဲ့ပုဂ္ဂိုလ်တ attva မဟုတ်တဲ့ယုတ်ဓမ္မနန္ဓမ္မတက်တက်တာဖြစ်နေပါလားဖြစ်ပြီးတော့ပြက်နေပါလားလို့ညာကလေးနဲ့သုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်အဲဒီလိုသုံးသပ်ကြည့်လိုက်မယ်ဆိုရင်ယောရတဘာဝဖြစ်စဉ်ကိုလည်းပဲအမှန်တမ်းသိပြီးတော့နာရတဘာဝဖြစ်စဉ်ကိုလည်းပဲအမှန်တမ်းသိခွင့်ရပါလိမ့်မယ်အဲဒီလိုမှန်တဲ့သိခြင်းဟာညာကသိတာ ဖြစ်တဲ့အတွက်အဲဒီညာလေးဝိပဿနာညာပါပဲဖြစ်သဘောပြက်သဘောကိုသိတာမို့လို့ဖြစ်ပျက်ကိုမြင်တဲ့ညာလို့ လောလောနဲ့ဒီလိုမှတ်ရပါမယ်။ตายာဘွေရခင်းတဲ့စရာတက်မဲ့ဘွေရဘာမှမရှိပါဘူး။ယုံမုံညင်းဝဲစရာ အတိတာဖြစ်နေပါတယ်။အဲဒီလိုဖြစ်သဘောပြသဘောတရားကလေးအပေါ်မှာနည်း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 ရှိုင်းရှိုင်းတွေးပြီးတော့ယုံမုံညင်းဝဲတဲ့သဘောလေးပေါ်လာရင်အဲ့ဒါဖြစ်ပြမုန်းတယ်လို့ဒီလိုခေါ်ပါတယ်။အဲ့ဒီအချိန်မှာကိလေသာတရားကလေးတွေလည်းပဲထိုင်လျောက်ကျင်းစင်နေပါတယ်။ ကိလေသာတရားလေးတွေကျင့်စဉ်ပြီးတော့အမြင်လေးတွေကလည်းကြည်လင်ပြီးတော့ဖြစ်ပြတဲ့ဘလိုပင်မောင်းမင်မောင်းညာတော့လည်းပဲအခြားရှုเสียကြည်เสียနိဗ္ဗာန်ချမ်းသာကိုမမြင်နိုင်သေးတဲ့အတွက်အဲ့ဒီဖြစ်ပြကိုပဲပြန်ပြီးတော့ကြည်ရအောင်ပါပဲအဲ့ဒါလို့ကြည်နေရင်ကနေပြီးတော့နိဗ္ဗာန်အာယုံဆိုတဲ့ဆွဲကံရရတဲ့အချိန်မှာမိမိရဲ့ဉာဏ်ကဖြစ်ပြဆိုတဲ့အာယုံကိုစွန့်ပြီးတော့နိဗ္ဗာန်ဆိုတဲ့အာယုံကိုပြောင်းပြီးတော့ကြည်လိုက်တဲ့အချိန်ဟာ အဲ့ဒါဖြစ်ပြက်ဆောင်းတဲ့အချိန်မှာပဲအဲ့ဒီလိုဖြစ်ပြက်ဆောင်းတဲ့အချိန်ကနိဗ္ဗာန်ကိုလုံလုံရရမြင်ပြီးတော့မဉ္ဇဏ်ဖွဉ္ဇဏ်ရတဲ့အချိန်မှာပဲမဉ္ဇဏ်ဖွဉ္ဇဏ်ရသွားရင်ဆိုင်ရဆိုင်ရတင့်တော်တင့်တဲ့နဲ့ဒုက္ခအစုဝေးမှလည်းပဲလုံငင်းချမ်းသာခွင့်ရပါလိမ့်မယ်အဲ့ဒါကိုဒုက္ခတန်တန်ဂရိတ္တိလို့ဒီလိုခေါ်ပါတယ်အဲ့ဒါကြောင့်မလို့ဒုက္ခတန်တန်ဂရိတ္တိလို့ခေါ်တဲ့နိဗ္ဗာန်ချမ်းသာရဖို့ရန်အတွက်ယောဂီအပေါ်တော်ကောင်းများသည် မိမိတို့ရဲ့တဏ္ဍာမရှိတဲ့နာမကာယဆိုတဲ့နာအပေါင်းရူပကာယဆိုတဲ့ယောအပေါင်းယောပေါင်းနာအပေါင်းတို့ရဲ့ဖြစ်တဲ့ဘောယောပေါင်းနာအပေါင်းတို့ရဲ့ပြည့်တဲ့ဘော ဖြစ်ပြဒုက္ခသစ္စာသဘောကို ပိုင်ပိုင်နိုင်နိုင်ကြီးမြင်အောင်ကြိုးစားပြီးတော့ကြီးလိုက်ကြပါယောဂရပေါင်းတော်ကောင်းတို့